one action okay so let's play the game of miss universe myanmar 2025 miss universe myanmar 2025 game ကိုတခြားစီနဲ့စောကြည့်မယ်ဒီထဲမှာအလှမဲ့15ရောက်ရွေးထားတယ်အဲ့ဒီအလှမဲ့15ရောက်ကိုဘလို့ဘလို့ slashing criteria နဲ့ရွေးလဲဆိုတော့နှစ်ချက်ရှိတယ်ပထမတစ်ခုကကြတော့ popular ဖြစ်ပြီးသားလာမယ် popular ဖြစ်တယ်ဆိုတဲ့ကနေသူတို့ရဲ့ဒီအရေးသွေးတစ်ခုခုကိုတစ်ခုထက်အများကိုကြိုက်လို့ပြိတ္တတွေကလည်းချိန်နေတတ်လို့သူတို့ဒီလူသိများလာတဲ့အလှမယ်တွေနံပါတ်2ကကြတော့ just my opinion ပေါ့နော်ဒီ my personal preference teacher စီရဲ့ဒီအာပုံကူရေးချိန်ရုပ်ရည်သွင်းပြီးကိုချိန်နှိမ့်တဲ့အတွက်ချိန်နှိမ့်တဲ့အတွက်ကြောင့်ရွေးထားတဲ့အလှမယ်ပါတယ်အဲ့ဆန်းကားရောက်ပေါ့နော်ဆိုတော့ဒီထက်မှမပါတဲ့အလှမယ်လေးနေအနေနဲ့ဆိုလို့ရှိရင်ဒီစိတ်မကောင်းဖြစ်စရာမလိုဘူး because i am nothing i am not an expert teacher is not an expert in beauty pageant industry beauty pageant industry မှာ teacher ကဘာကောင်မှမဟုတ်မနေဘူးဆိုတော့ဒီထက်မှမပါလဲကိစ္စမရှိဘူး okay ဆိုတော့ဒီထဲမှာပေါ့နော်ဒီ um top 6ကိုကျွေးမယ်ပေါ့ဒီ Miss Universe မြန်မာ top 6ရွေးတယ်ဆိုတော့ top 6ထဲမှာဘယ်သူပါမလဲဆိုတော့အခုဒီမြင်တဲ့အတိုင်းပဲကျော်ကြီးပါမယ်ပေါ့နော်ဘကိုးပါမယ်ပြီးရင်တော့ Parker ပါမယ်ပြီးရင်ဒီ Insane ပါမယ်ပသိန်းပြီးရင် Mogok မြို့ကိုကိုစမ်းပါမယ်ဆိုနောက်ဆုံးတစ်ယောက်ကဘယ်သူဖြစ်မလဲ top 6ထဲကိုဘယ်သူဝင်လာနိုင်ချေရှိလဲဘယ်သူဝင်လာနိုင်ချေရှိလဲဆိုတော့ပေါ့နော် ဒါကြတော့ရှိရင်ဒီ top 6ထဲဝင်လာနိုင်မဲ့ပြိသက်ဒီအလှမဲ့ကကြတော့ဒီအောက်က12ယောက်ထဲကဝင်လာမှာပေါ့နော်အာအောက်က10ယောက်ထဲကဝင်လာမှာပေါ့အောက်က10ယောက်ထဲကဝင်လာမှာဆိုတဲ့ဟာကိုဘသူက top 6 placement နဲ့ထိုက်တန်လဲဆိုတာကိုပြိသက်တွေကဒီ comment လေးမှာတစ်ချက်လောက်မှတ်ပေးပါနောက်တစ်ခုကကြတော့အဲ့ဒီပြိတ္တတွေကအခုလိုမျိုးမှတ်နေတဲ့အချိန်မှာပဲပေါ့နော်တီချာစင်အနေနဲ့ဒီ top 2 standing မှာဘယ်သူတွေဖြစ်နိုင်ခြေရှိလဲဆိုတော့အကြောင်းအရာလေးတွေကိုဆိုတော့ ဒီပြိသက်တွေက top 6ထဲကိုဒီအောက်က12ယောက်အလှအလှမဲ့12ယောက်ထဲကဘယ်သူဝင်လာနိုင်ချေရှိလဲဆိုတာကိုရေးနေတဲ့အချိန်မှာတခြားစီအနေနဲ့ပေါ့နော်ဒီ top 2 standing နောက်ဆုံး legend ချိန်မဲ့2ယောက်ကဘယ်သူဖြစ်လဲဆိုတာကိုကြည့်ကြည့်မယ်ပြောကြည့်မယ်ပေါ့နော် okay ဆိုတော့ဘယ်သူဖြစ်မလဲဆိုတော့မျိုးကိုကိုစန်းခဏလောက်ဖယ်ထားဒီလိုက်မယ်ပြီးရင်ဒီ2ယောက်ပေါ့နော်ကြည့်ကြည့်လိုက်မယ်ပကို grace speaker ပြီးရင်တော့အင်ထောင်ရှင်အလှမဲ့ဆိုတော့သူ့မှာလုံးဝဒီ story အကြီးကြီးရှိတယ် နောက်တစ်ယောက်ကကြတော့ဟာခါဟာခါနဲ့ဘကိုးသားနှစ်ယောက်လက်ချင်းချိန်မယ်ဆိုလို့ရှိရင်ဒါအဲ့လိုမျိုးလည်းလုံးနိုင်တယ်နော်ဟာခါကိုရွေးချင်တယ်ဒီ Miss Universe မြန်မာကဒီအိမ်ထောင်ချင်းအလှမယ်ရွေးဖို့အတွက်သူတို့အစင်သက်မဖြစ်သေးဘူးဆိုလို့ရှိရင်ဟာခါနဲ့ဒီအာဒီဘကိုးကိုတက်ပင်းနိုင်ချင်ရှိတယ် အဲ့လိုတက်ပေးလိုက်ခြင်းအပြင်ဘာဖြစ်မလဲဆိုတော့သူတို့ကတကယ်တကယ်ရွေးချင်တာကြတော့ဒီအပြူအလှမယ်ပေါ့နော်အာဟာခောက်ကိုရွေးမယ်ဒါပေမဲ့ဒီဘကိုးနဲ့တက်ပေးလိုက်တယ်ဘာလို့လဲဆိုတော့ဘကိုးဖန်ကဘကိုးရဲ့ဒီအာကျော်ရေး Miss Universe ဘကိုးအနေနဲ့ကကြတော့အင်ထောင်ရှင်အလှမယ်သူကအရေးသွေးတွေအများကြီးပဲပြီးရင်နောက်တချင်းအရန်ဆိုတချင်းဆိုတတ်တယ်ဒါသူရဲ့ scale ပဲပြီးရင်နောက်မြမဆိုင်းဝိုင်းကိုလည်းကြာကြာနာနာတီးတတ်တယ်သူရဲ့ talent တွေပြစရာတွေအများကြီးပဲသူပြောတဲ့အတိုင်းပဲသူအเจ้าကိုလည်းသူတေချာလေးပြပြနိုင်တယ်โอเค ပြီးရင်တော့ TikTok မှာမီလီယံနဲ့ရှိတဲ့ follower တွေရှိတယ် Facebook မှာဆိုလို့ရှိရင်လည်းသူကသူ့ရဲ့ဟိုဟာ follower တွေကလည်း Miss Universe မြန်မာရဲ့ page နီးပါးလောက်တောင်ရှိနေပြီ။ဘယ်လိုလုပ်သူ့ကိုချထားနိုင်မလဲ။ So တကယ်လို့ Miss Universe မြန်မာကဒါဒီအင်ထောင်ရှင်အလှမဲ့အတွက်ရွေးဖို့အစဉ်သက်မဖြစ်သေးဘူးဆိုလို့ရှိရင်ဒီအာ Hakka နဲ့တက်ပေးနိုင်ချေရှိရလို့မြင်တယ်။ဘာကြောင့်လဲဆိုတော့ Hakka English ကပြောကျွမ်းတယ်။ဆိုတော့ Oh like as the representative of a particular society you should have the language prof uh, like proficiency ဒီလိုမျိုးပေါ့နော်ဆိုတော့ haka fan နဲ့ဒီအာဟိုပကူ fan ကြော်ကြီး fan ကိုအဲ့လိုမျိုးတက်ပင်းနိုင်ချင်ရှိတယ်ဒါဆိုလို့ရှိရင်ဘာအမြတ်ရမလဲဆိုတော့ haka အနေနဲ့ဆိုလို့ရှိရင်လည်းမထိုက်တန်ဘူးလားဆိုလို့ရှိရင်တကယ်ထိုက်တန်တယ်음ဒါပေမဲ့လည်းဘာလဲဆိုတော့ကြော်ကြီးကကြာလို့ရှိရင်လည်းသူကသူကလည်းထိုက်တန်တယ်ဒါမဲ့လည်း haka အနေနဲ့သူတို့ဒီပကူနဲ့သာတက်ပင်းလိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ attention ရပြီးတော့ miss universe ပြန်မွေးဝင်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့အော့အော်တောင်းနေနေဖြစ်နေနိုင်ချေရှိရ။ Okay ဆိုတော့ဒီလိုပေါ့။နောက်တစ်ယောက်ကကြာတော့တကယ်လို့ပသိမ်နဲ့တက်ပြီးရင်ရောပသိမ်နဲ့ဒီဟွာပေါ့နော်ဘဘိုးနဲ့တက်ပြီးရင်ရောအခုချိန်ထိပေါ့နော်ပသိမ်ရဲ့ language proficiency ကိုမမြင်ရသေးဘူး။သူအင်္ဂလိပ်စကားပြောတတ်မတတ်မသိသေးဘူးပေါ့နော်။ဆိုတော့သူတို့နှစ်ယောက်သာအဲ့လိုမျိုးလက်ချင်းချိတ်မှာဘကိုးနဲ့ပသိမ်သာလက်ချင်းချိတ်မှာဆိုလို့ရှိရင်အမ်ဘကိုးကိုပဲကြိုက်တယ်ဘကိုးကိုပဲယွင်းမယ် ဘာလို့လဲဆိုတော့နှစ်ယောက်လုံးကအင်္ဂလိပ် proficiency မရှိဘူးအာဒီဟိုပါဗောဒန်းလူညီများဖြစ်နေတယ်အဲ့ခါကျတော့ဘကိုးကိုပဲယူမယ်ဘကိုးကပို့ပြီးတော့ talented ဖြစ်တယ်လို့မြင်တယ်နောက်တစ်ခုကကျတော့ဘကိုးကမတက်ဘူးပေါ့နော်ဒီအာ Miss Universe ဟာခါနဲ့ပသိမ်နှစ်ယောက်လက်ချင်းချိတ်မယ်ဆိုလို့ရှိရင် language proficiency ရှိတဲ့သူကိုပဲ teacher စီရဲ့မျက်စိထဲမှာမြင်တယ်ဆိုတော့ပြိဿတ်တွေကဘယ်လိုမျိုးမြင်ကြရလဲပေါ့နော်ဒါလေးတစ်ချက်လောက်ရေးပေးတစ်ခုကကြတော့ ပသင်ရဲ့ရုပ်ရည်သွင်ပြင်အရန်ကြိုက်တယ်။ "तू อ่ะ plastic surgery လုပ်ထားတယ်လို့လည်းဒီမကြားမိဘူးပေါ့နော်။ဒါမဲ့လည်း तू ရဲ့ဒီရုပ်ရည်သွင်ပြင်ကအနောက်တိုင်းဆန်ပြီးတော့မြန်မာဆန်တဲ့အမူအရာလေးတွေဒီအငွေအသက်ကလည်း तू ရဲ့မျက်နှာမှာမြင်ရနေသေးရဲ့။အရန်ဆွမ်းဆောင်မှုရှိရဲ့။ Ừm. ဆိုတော့နောက်တစ်ခုတွေ့ရကြဘယ်လိုဖြစ်မလဲ။တကယ်လို့ဒီ transgender ဒီဟိုပါပေါ့နော်။အစ်မတွေဘေးပဲ။အဲဆိုတော့နောက်တစ်ယောက်တွေ့ရကြဘယ်သူလဲဆိုတော့ မျိုးကိုကိုဆန်း Miss Universe မိုးကုံးနဲ့ဒီအာ Miss Universe ဘကိုကျော်ကြီးနဲ့သာတွေ့မယ်ဆိုလို့ရှိရင်ဘလို့ဖြစ်မလဲကျော်ကြီးမှာဆိုလို့ရှိရင်လည်းဒါသူကလုံးဝ drama အပြည့်နဲ့လာမှာမျိုးကိုကိုဆန်းဆိုလို့ရှိရင်လည်းမြန်မာလိုနိုင်ငံတည်တည်လေးကအခုလိုမျိုး LGBT ကို promote လုပ်နေတဲ့အလှမယ်အနေနဲ့သွားမှာသူတို့နှစ်ယောက်လုံးကလည်းအင်္ဂလိပ်လိုမကြွမ်းဘူးပြည်သက်တွေဆုံးဖြတ်ပြီးပါ